နေ့မှာတော့ယာမနီတို့ကမွေးမြူတွေရန်နာကိုသူတို့ရဲ့မိသားစုဘဝပိုင်ပစ္စည်းတစ်ခုဖြစ်ကြောင်းအယုတ်သွင်းပြောဆိုပြီးရီတစ်ကိုယူဆောင်ခိုင်းခဲ့ချိန်မှာတော့မွေးမြူတွေရန်နာကိုရီတစ်မြူဆောင်နိုင်အောင်ရှီဗန်ညာကဘလူတွေတားဆီးသွားမလဲဆိုတာကိုစိတ်ဝင်စားပွဲကြီးရှုရမယ်မွေးပြုံမယ်ရဲ့ကလက်စာအပိုင်း36ကိုရီကပ်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ် ျွန်တို့ရဲ့ Recapout Channel ကိုကြည့်ရှုအားပေးကြတဲ့ပြည်သားအားလုံးမင်္ဂလာပါ။အိန္ဒိယစကားများကိုတီးတန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Recapout Channel နဲ့နိုင်ငံတကာစကားအစုံကိုတင်ဆက်ပေးသွားမယ် Recapout IND Channel တို့မှာစကားကောင်းလေးတွေကိုကြည့်ရှုနိုင်မှု Subscribe လေးပြုလုပ်ပေးထားပါအောင်ခင်ဗျာ။ဇလံလေးကိုတင်ဆက်ပေးသွားမှာကတော့ကျွန်တော်ထပ်နိုင်မယ်ဖြစ်ပါတယ်။ရာကြီးကြလေအလုတ်သမားတွေကဖန်ဆီးရိုက်နှက်ထားတဲ့ဘယင်ကြီးစကရန်စင့်ကို ရီတက်နဲ့ထိတ်ထိုက်မတွေ့မိအောင်ကားနဲ့ခေါဆောင်သွားခဲ့ပြီးနေရာတစ်ခုမှာတိတ်တဆိတ်ဖမ်းချုပ်ထားခဲ့ပါရိုက်ဂျာတယောက်ကားနဲ့ထွက်သွားခဲ့တာကိုစီရှာကတွေ့မြင်လာရတာကြောင့်ကားရဲ့နောက်ခံထဲမှာဖမ်းဆီးခေါဆောင်သွားခဲ့တဲ့သူကဘသူများလဲလို့တွေးနေမိခဲ့ပါအခန်းထဲမှာတယောက်တည်းရှိနေခဲ့တဲ့ရှီပန်ညာကတော့စီရှာပြောပြခဲ့မှုတဲ့မန်တီကာရဲ့အမှတ်သားနဲ့ရီတက်ရဲ့လက်ကုပ်ကအမှတ်သားတို့တူညီနေခဲ့တာကိုစဉ်းစားနေခဲ့ချိန်မှာပဲရီတက်ကရောက်ရှိလို့လာခဲ့တာကြောင့်အမှတ်သားနဲ့ပတ်သက်ပြီးမေးမြန်းခဲ့တဲ့အခါ ရီတစ်ကသူ့ရဲ့လက်ကုပ်ပေါ်ကအမတ်သားကငငယ်ကမိဘတွေဖြစ်တဲ့ဂျာမနီတို့ကထူထပြီးခဲ့တာဖြစ်မဲ့ထင်တယ်လို့ပြောဆိုခဲ့တာကြောင့်ရှီဗန်ညာလည်းတိတိကျကျမသိရှိခဲ့ရပါဘူးအဲဒီနောက်ရှီဗန်ညာကရီတစ်ကိုသွေးတိုးဆန်းတဲ့အနေနဲ့မွေမြူတေရန်နာနဲ့ပတ်သက်ပြီးရီတစ်ကိုစကားဆကြည့်ခဲ့တဲ့အခါရီတစ်ကအဲ့ဒီအမြူတေရန်နာကိုရရင်ချမ်းသာမယ်လို့ကြားပူပေမဲ့သူအနေနဲ့ကတော့အဲ့ဒါတွေကိုဘာမှမလိုချင်ကြောင်းသူ့ရဲ့နာမအဲ့ဒါထပ်ပို့ပြီးတန်မိုးကြည့်တဲ့ ရှိပန်ညာဆိုတဲ့ဇနီးမြကရှိနေတဲ့အတွက်ဂျန်နာကသူ့အတွက်ရေးမကြည့်ကြအောင်ပြောဆိုခဲ့တာကြောင့်ရှိပန်ညာလည်းရီတက်ကမွေမြူတီရန်နာရဲ့အပေါ်မှာလောဘစိတ်မရှိဘူးဆိုတာကိုသိလာလို့ချိန်နှက်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ယာမနီကချောတခါ6တလဲစူးစမ်းပြီးအခုတော့ဖြစ်တဲ့ဘီယင်ကြီးကိုမွေမြူတီရန်နာကိုယူဆောင်ပေးဖို့ပြောဆိုခဲ့ပေမဲ့မအောင်မြင်ခဲ့တာကြောင့်ဘီယင်ကြီးရဲ့ယူဆက်မွေကိုစက်ခံရတဲ့ရီတက်ကိုမွေမြူတီရန်နာကိုယူဆောင်ခိုင်းဖို့အကြံစီတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒါကတော့ မွေမြူတေရန္နာဆိုတာသူတို့ရဲ့မျိုးရိုးစင်ဆက်ဘဝပိုင်ရန္နာတစ်ခုဖြစ်ကြောင်းဒါကိုမွေမကသာအရင်ရရှိသွားခဲ့မယ်ဆိုရင်အဒီမွေမြူတေရဲ့စွမ်းကိုအသုံးချပြီးတော့သူတို့မိသားစုကိုလက်တုံးပြန်မိုးလွယ်ကူသွားမှာဖြစ်ကြောင်းရီတစ်ကိုပြောပြခဲ့တဲ့အခါရီတစ်ကလည်းငငယ်လေးကလေးကသူ့ရဲ့မိဘတွေလို့သာ သိရှိထားခဲ့တဲ့ရိုင်ဂျာနဲ့ဂျာမနီတို့စိတ်ဆင်းရဲနေခဲ့တာကိုမကြည့်ရခဲ့တာကြောင့်သူအနေနဲ့မွေမထက်ဦးပြီးမွေမြူတေရန္နာကိုရအောင်ယူဆောင်ပေးပါမယ်လို့ကတိပြုခဲ့တာကြောင့် ဂျာမနီကလည်းသူစင်တဲ့အကွက်ထဲဗြိတိယဝင်ရောက်လာခဲ့တာကြောင့်ဝမ်းသာသွားခဲ့ပါတယ်။ဒါကိုမလန်မကန်ကနေရှီဗန်ညာကတစွန်းစာချလိုက်ရပြီးဗြိတိယမွေမြူတွေရန်နာကိုလောဘတက်သွားပြီလားလို့ထင်မြင်ပြီးသွားခဲ့ပြီးဝမ်းနေသွားခဲ့ပါတယ်။ရှီဗန်ညာတရားတယောက်တည်းတွေးနေခဲ့ရင်ဗြိတိရဲ့အကြောင်းကိုစဉ်းစားနေခဲ့ချိန်မှာပဲသူနာကိုဗြိတိကရောက်ရှိလာခဲ့ပြီးသူတို့မျိုးရိုးစင်စပ်ဘဝပိုင်မွေမြူတွေရန်နာကိုမွေမထက်ရင်ဥအောင်ယူပေးဖို့ မိဘတွေကိုဂတိပေးထားတဲ့အကြောင်းပြောပြခဲ့ကမိသားစုအတွက်ဖြစ်တာကြောင့်အဲ့ဒီရနာကိုယူရင်းနဲ့တရားမယ်ဆိုလဲတိပါစီလို့ပြောဆိုနေခဲ့တာကြောင့်ရှိပန်ညာကလည်း"သူမရဲ့စိတ်ထဲကနေသူမရဲ့အသက်ကိုဆုံးရှုံးရမယ်ဆိုရင်တော့ရီတက်နဲ့အတိုက်ခံလုပ်ရမယ်ဆိုရင်တော့အဲ့ဒီရနာကိုယူခွင့်မပေးနိုင်ဘူးလို့ကျုံးဝါပြောဆိုနေခဲ့ပါတယ်"ရိုင်ဂျာနဲ့ယာမနီတို့ကသူတို့ဖန်ဆီးချုံနောက်ထားတဲ့ဘီယင်ကြီးစီကိုရောက်ရှိလို့လာခဲ့ပြီးယာမနီက သူ့ရဲ့မာယာကျွဲတဲ့စကားတွေနဲ့အမားတွေကိုနောင်တရပြီဖြစ်လို့ဘယင်ကြီးကိုတောင်းပန်သလိုနဲ့သူတို့ဘက်ပောင်ပြောဆိုခဲ့ပေမယ့်ဘယင်ကြီးကတော့ဆုံးဖြတ်ချက်မပြောင်းတာကြောင့်ယာမနီလည်းဘယင်ကြီးကိုချီနှောင်ထားတဲ့ကျိုးတွေကိုဖြီးကာရောက်ကန်ပါဘောကနေအောက်ကိုတွန်းချပြီးတပ်ပစ်ခဲ့ပါတော့တယ်။ရိုင်ဂျာကယာမနီယာဘာလို့ဒီလိုတွေလှုပ်ဆောင်ရတာလဲလို့မေးမြန်းခဲ့ပေမယ့်ယာမနီကအခုသူတို့ကရီတစ်ကိုလှုပ်ချန်ဇလန်းခင်ပြီးမွေမြူတွေရန်နာကိုတွားယူခိုင်းခဲ့ပြီးမို့ဘယင်ကြီးနေနဲ့မလို့အတော်ကြောင် ဒါကလည်းပြဿနာဖြစ်လာနိုင်တဲ့သက်တေတစ်ခုကိုဖျောက်ဖျက်ပစ်လိုက်တာဖြစ်ကြောင်းယာမနီကပြောဆိုခဲ့တာကြောင့်ရိုင်ဂျာလည်းယာမနီရဲ့အကြံကိုသဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့လည်းရှီဗန်ညာကစီရှာနဲ့လာရောက်တွေ့ဆုံခဲ့တဲ့အခါရှီဗန်ညာကလည်းရီတစ်ကမွေမြူတီရနာကိုတွားရောက်ယူဆောင်ဖို့ဆုံးဖြတ်လိုက်တဲ့အကြောင်းကိုပြောပြခဲ့တာကြောင့်စီရှာကလည်းရီတစ်ကိုသူမကိုယ်တိုင်တားဆီးတတ်ဖြတ်မယ်လို့ပြောဆိုခဲ့ပါတယ်။ရှီဗန်ညာကရီတစ်ကမိဘတွေကိုတတ်သွားခဲ့တဲ့တရားခံထဲမှာမပါတာမို့တတ်ဖို့မလိုအပ်ကြောင်း အပြစ်မရှိတဲ့သူကိုတတ်မိရင်လည်းအပြစ်တစ်ခုဖြစ်နိုင်ကြောင်းဒါကြောင့်မဲသူမကရီတစ်ကိုမွေးမြူတွေရန်နာကိုတွားရောက်မြူဆောင်နိုင်မှု session နိုင်လောက်အိပ်ပျော်သွားစီနိုင်မဲ့အစိတ်နဲ့ရီတစ်ကိုပြုတ်လုလိုက်မယ်လို့ပြောဆိုကပြန်သွားခဲ့ပါတော့တယ်အိမ်ကိုရောက်လာခဲ့တဲ့ရှိပညာလဲရီတစ်ရဲ့နောက်ကနေမွေးအသွင်နဲ့ရောက်လာခဲ့ပြီးသူမရဲ့စိတ်နဲ့ကိုက်ဖို့ပြုတ်လုခဲ့ပေမဲ့နောက်ပြန်လဲချသွားခဲ့ရပြီးလူအသွင်ကိုအမြန်ပြောင်းလဲခဲ့ရပါတယ်ရီတစ်လဲလဲချနေခဲ့တဲ့ရှိပညာကိုကြည့်ပြီးချော်လဲချတယ်ထင်တဲ့ သူလက်ကို ကမ်းဘေးကဆွဲထုပေးခဲ့တာကြောင့်ရှီဗန်ညာလဲရီတရဲ့လက်မှာဝတ်ဆင်ထားခဲ့တဲ့နတ်ဆရာမကြီးရဲ့အဆောင်လက်စွပ်ကိုတွေ့ရှိသွားခဲ့ပါဒါကြောင့်ရှီဗန်ညာလဲရီတစ်ကိုအစိမ့်နဲ့မတိုက်ခိုက်နိုင်ခဲ့တာကအဆောင်လက်စိုးရှိနေလို့ဆိုရာကိုရိတ်စားမိသွားခဲ့ကဘယ်ကနေရလာတာလဲလို့မသိသလိုနဲ့ရီတစ်ကိုမေးမြန်းခဲ့ပါရီတစ်ကလည်းဘာကင်ဖြစ်သူရိုက်ဂျာကသူ့ကိုအကိုဗီရန်ရဲ့အဆောင်လက်စိုးကို ပေးထားတာဖြစ်ကြောင်းမနှက်ပြန်ကြရင်မွေမြူတီရန်နာကိုတွားရောက်ယူဆောင်ရတော့မှာမို့လို့ ဒီလက်စုပ်ကိုဝယ်ထားတာဟာမွေမကိုသူ့ကိုတားဆီးဖို့ကြိုးစားရင်မအောင်မြင်အောင်ဖြစ်ကြောင်းရှင်းပြပြောဆိုခဲ့ပြီးညားရီယာဝင်ခဲ့ပါရှီဗန်ညာကတော့ရီတစ်ကိုဘလူးနီလက်နဲ့တားဆီးရမလဲဆိုတာကိုအကြံတွေထုတ်နေခဲ့ပါတော့တယ်နောက်နေ့မှာတော့ရီတစ်နဲ့ရိုင်ဂျာတို့လည်းမွေမြူတီရနာကိုတွားရောက်ယူဆောင်ဖို့အိမ်ကနေထွက်ဖို့ဟန်ပြင်နေခဲ့စင်ပါပဲယာမနီကအရှင်တီဝါကိုပူတင်မုန့်နဲ့ပူစောကဇူတောင်းပြီးအချို့ကိုယူဆောင်လာခဲ့တာ ရီတတရားဝင်းမြုပ်တီရန်နာကိုတွားရောက်ယူဆောင်စင်မှာအန်ရဲကင်းစေဖို့ကျွေးညီခဲ့ပိုင်ရီတလည်းဘူတင်းကိုစားပြီးရိုက်ရှာနဲ့အတူထွက်သွားခဲ့ပါတော့တယ်ရှီဗန်ညာကတော့ရီတစီမှာရှိတဲ့လက်စွပ်ကြောင့်သူမအနေနဲ့တားလို့မရတော့ဘီမို့စီရှာကိုကုညီတောင်းဖို့အတွက်စီရှာရှိရာကိုထွက်လာခဲ့ပိုင်အဲဒီတော့သူတို့နှစ်ယောက်ပေါင်းပြီးရိုက်ရှာနဲ့ရီတတို့ကိုတားဆီးနိုင်မှုအနောက်ကနေလိုက်သွားခဲ့ကြပါတော့တယ်ဂျာမနီကတော့မွေမြူတီရန်နာကိုဝယ်ယူမဲ့သူတွေနဲ့တွေ့ဆုံက သူတို့ဘက်ကဝင်းမြူတေရန်နာကိုဒီညသကောင်းရံမှာပေးရမှာဖြစ်ပြီးဝယ်ယူမဲ့သူတွေဘက်ကတော့ကျန်တဲ့ငွေကိုအပြီးပေးဖို့ပြောဆိုနေခဲ့ပါတယ်။ရှီဗန်ညာနဲ့စီရှာတို့လည်းရီတက်တို့သွားနေတဲ့နေရာတစ်ခုအနီးကတောင်ပေါ်ကနေချစ်ရှုလို့နေခဲ့ပြီးပထမဦးစွာရှီဗန်ညာကသူမရဲ့စွမ်းနဲ့လီမုန်တိုင်းတစ်ခုကိုဖန်နေပြီးရီတက်တို့မောင်းနေလာခဲ့တဲ့ကားကိုရှစ်ဆက်မသွားနိုင်အောင်ပြုတ်လုနေခဲ့ပေမယ့်ရီတက်ကတော့ကားကိုမရပဲဆက်လက်မောင်းနေနေခဲ့တာကြောင့်စီရှာက ူမတို့ရှိရာတောင်ပေါ်ကနေချုပ်တုံးတွေကိုလိမ့်ကြအောင်ပြုလုပ်ပြီးရီတစ်တို့ရဲ့ကားပပတ်လေးမှာရှေ့ဆက်သွားလို့မရအောင်တားဆီးခဲ့ပါဒါပေမဲ့ရီတစ်ကတော့လက်မလျှော့ခဲ့ပဲကားပေါ်ကနေရိုက်ကြရောသူပါဆင်းလာပြီးမွေမြူတွေရန်နာရှိရာကိုလမ်းလျှောက်ကာဆက်သွားခဲ့ကြပါဒါကြောင့်ပဲရှီဗန်ညာတို့လည်းရီတစ်တို့သွားတဲ့လမ်းမှာစီရှာကဂျာမနီဖြစ်ဟန်ဆောင်ထားခဲ့တဲ့ရှီဗန်ညာကိုမွေတွင်တဲ့ရပ်ပတ်ကရှီဗန်ညာကလည်းဂျာမနီရဲ့အတွင်နဲ့သူကိုကယ်တင်ပေးဖို့ရီတစ်ကိုအော်ခေါ်နေခဲ့တာကြောင့် ရီတက်တရာစိတ်ပူသွားခဲ့ပြီးအနားကိုတိုးကပ်သွားဖို့အလုံးမှာရိုင်ချာကလှန်တားလိုက်ပြီးယာမနီအစ်စ်ဆိုရင်သူမရဲ့လက်ဘင်းမှာနတ်ဆရာမကြီးရဲ့အဆောင်လက်စွပ်ကိုဆွဲထားမှဖြစ်ကြောင်းဒါကြောင့်မွေမကသူ့ကိုဘလို့မှအန်ဒီယံမပေးနိုင်ကြောင်းဒါရီအလုံးဟာမွေမရဲ့အကြံနဲ့ဟန်ဆောင်လိမ့်လေနေသာသာဖြစ်ကြောင်းရီတက်ကိုပြောပြက သူ့ရဲ့လက်ထဲကအဆောင်လက်စွပ်နဲ့စီရှာတို့ရဲ့နားကိုချင်းကပ်လာခဲ့တာကြောင့်စီရှာနဲ့ရှိပန်းညာလဲမွေအသွင်းနဲ့ပဲရီတက်တို့ရဲ့အနီးကနေထွက်ပြေးသွားခဲ့ပါတော့တယ်။အဲဒီနောက် ရိုက်ဂျာနဲ့ရီတက်လည်းမွေမြူတွေရန်နာရှိရာကိုဆက်လက်ထွက်လာခဲ့ကြပါတယ်။ဝပြူကျောင်းမှာရှိနေခဲ့တဲ့ကာတာကာကအရှင်တီဝါကိုပူဇော်မှုတွေပြုလုပ်နေခဲ့ရင်သူ့ရဲ့အာယုံထဲမှာစီရှာနဲ့ရှီဗန်ညာတို့ရိုက်ဂျာတို့ကိုမတားဆီးနိုင်ဖြစ်နေခဲ့တာကိုသိရှိသွားခဲ့ပြီးအရှင်ရဲ့စွမ်းတွေနဲ့အရှင်ရဲ့မွေကိုလွှတ်ပေးပြီးမတမာသူလောဘသားတွေရဲ့လက်ထဲကိုမွေမြူတွေရန်နာမရောက်ရှိသွားနိုင်အောင်တားဆီးကူညီပေးနိုင်ဖို့ဆူတောင်းနေခဲ့ပါတယ်။ ရီတင်းရဲ့ရာဂျာတို့လည်းမွေးမြူတွေရန်နာရှိတဲ့ဂူကြီးတဲကိုရောက်ရှိလို့လာခဲ့ပြီးရုတ်တရက်ရာဂျာကရှစ်ဆက်မသွားပဲရက်တန်းလိုက်တာကြောင့်ရီတစ်ကဘာဖြစ်လို့လဲလို့မီးနီခဲ့ပိုင်ရာဂျာကဒီရနာကိုရီတစ်ကိုတိုင်ယူဆောင်ရမှာဖြစ်ပြီးဒါကိုယူဆောင်နိုင်တဲ့အမတ်သားကလည်းရီတစ်တယောက်တည်းမှသာရှိတာမို့သွားရောက်ယူဆောင်မှုပြောဆိုခဲ့တာကြောင့်ရီတစ်လည်းသူ့တယောက်တည်းသွားယူလိုက်ပါမယ်လို့ပြောဆိုကာရန်နာရှိရာကိုဆက်သွားခဲ့ပိုင်ရာဂျာကတော့သူ့ကြံတဲ့သူ အပိုင်မဲဆိုပြီးသဘောကျနေခဲ့ပိုင် ရှိဗန်ညာနဲ့စီရှာကတော့ရီတက်ရဲ့မလန်းမကန်းကနေလိုက်သွားခဲ့ပြီးရီတက်တရားယနာကိုယူဆောင်ရမှာဘလူနီးလန်းတွေနဲ့ဟန်တားရမလဲဆိုတာကိုအချိန်ကြီးစောင့်ကြည့်နေခဲ့ပါဒီလိုနဲ့ရီတက်တရားမွေမြူတေယနာထားရှိရနေရာကိုရောက်ရှိလို့လာခဲ့တဲ့အခါယနာကိုယူဆောင်မှုဟန်ပြင်းလိုက်စင်ပါပဲအရှင်တီဝါရဲ့ခေါင်းကားလုံးမွေကြီးကထွက်ပေါ်လို့လာခဲ့တာဒါစီဖို့လှုံဆောင်ခဲ့ပေမယ့်ရီတက်ရဲ့လေကုတ်ကအမှတ်သားကိုမြင်တွေ့လာရတာကြောင့်မတားစီတော့ပဲထွက်သွားခဲ့ပါ ါကြောင့်ရီတလဲမွေမြူတဲ့ရန်နာကိုယူဆောင်ခွင့်ရရှိသွားခဲ့ပါဒါကိုတွင်းမြင်လာရတဲ့စီရှာနဲ့ရှီဗန်ညာတို့လည်းအရှင်ရဲ့မွေကြီးလေးဖြစ်မွေတွေအားလုံးရဲ့ခေါင်းဆောင်ပွဲဖြစ်တဲ့မွေကြီးကတော့ရီတကိုမဟန်တားခဲ့တာသူတို့တွေလည်းဘာမှမတတ်နိုင်ပဲအံ့ဩနေခဲ့ပါရီတလဲသူရရှိလာခဲ့တဲ့မွေမြူတွေရန်နာကိုယူဆောင်လို့လာခဲ့ကအင်ကိုပြန်လာခဲ့ပြီးဂျာမနီရဲ့လက်ထဲကိုအပ်ခဲ့တာကြောင့်ဂျာမနီတရားဝမ်းသာသွားခဲ့ကရီတကိုဖက်လိုက်ပြီးသူရဲ့စိတ်ထဲမှာတော့ဒီယတနာကငါဟာဖြစ်သွားပြီ နင်းလဲနင်းဖေဘရင်ကြီးရဲ့လမ်းကိုလိုက်ရမှာပဲငါနင်းဖေကိုတတ်ခဲ့သလိုပဲနင်းကိုလည်းတတ်ပေးမယ်လို့ရုံမလာတဲ့အကျန်နဲ့ချိန်ဝါနေခဲ့ပိုင်စီရှာနဲ့ရှီဗန်ညာတို့လည်းကတ္တာခါနဲ့လာရောက်တွေ့ဆုံခဲ့ပြီးသူမတို့အနေနဲ့ရီတီယူဆောင်သွားခဲ့တဲ့ရန်နာကိုပြန်လဲရရှိနိုင်ဖို့နီလန့်တွေကိုမီးနေခဲ့ပေမယ့်ကတ္တာခါကဒါကူတော့အရှင်ကပဲစီမံပေးနိုင်တော့မယ်လို့ပြောဆိုနေခဲ့စမှာကတ္တာခါရဲ့လက်ပုံကိုသူ့ဆက်ချို့ကကြလာခဲ့တာကြောင့်သူတို့လည်းအထိတ်တလန့်နဲ့မောကြည့်လိုက်တော့ဘယင်းကြီးစက်ကရန်စစ်မဲဖြစ်နေခဲ့ပါတော့တယ် ရှိဗန်ညာလည်းဘီရင်ကြီးကိုတေချာကြည့်လိုက်ရင်စရင်ကြီးတဲ့ကမြို့ဝက်ခန်းထဲမှာချုံနောင်ခန်းထားတဲ့လူဖြစ်ကြောင်းအဲ့တုန်းကမျက်နှာကိုကွယ်ထားလို့မတွေ့လိုက်ရပေမဲ့အဝတ်စားကတော့ဒီဝတ်စားပဲဖြစ်ကြောင်းမမိသွားခဲ့တာကြောင့်ကတ္တခါတို့ကိုပြောပြခဲ့ပါတယ်။ကတ္တခါတို့လည်းဘီရင်ကြီးကိုစိတ်ကူးတာပေးဖို့လှုံ့ဆော်ရင်းလေကုတ်ကအမှတ်သားကိုတွတ်ရှိသွားခဲ့တဲ့အတွက်ဒီလိုမျိုးအမှတ်သားကမျိုးရိုးဆင်ဆက်ရှိတာဖြစ်တဲ့အတွက်ရိုက်ဂျာစီမာလည်းမရှိတာမို့ဒီလူကရီတီရဲ့မိသားစုဝင်ပဲဖြစ်ရမယ် ရီတရဲ့အဖေရင်းမဲ့လို့ရှိပညာက ပြောဆိုလိုက်ပါတော့တယ်။နောက်ရက်တွေမှာလည်းဒီလိုစကားကောင်းလေးတွေကို recap ပြုလုပ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ recap out channel ကို subscribe လေးပြုလုပ်ပေးသွားပါအောင်နော်။စကားလေးကိုအချိန်ပေးကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်။